ကြည့်ရှုနေတဲ့တင်တို့ရော US ဒေါ်လာတွေပေါ်ကထူးထူးဆန်းဆန်းတရုတ်ဘော်ဘုံတွေကိုသတိပြုမိပါသလား။ဘာကြောင့်ဒီဘုံတွေထည့်သိမ်းလာလဲလို့ရောတွေးမိဘူးပါသလား။အားလုံးဒီကြတဲ့အတိုင်း US ဒေါ်လာဆိုတာဟာကမ္ဘာပေါ်ကအရေးပါဆုံးငွေကြေးတစ်ခုဖြစ်ပေမဲ့သူတို့ရဲ့နောက်ွယ်ကလိမ့်ဝက်ချက်ကိုတည်သူကတော့လူအနည်းငယ်သာရှိကြပါရဲ့။အားလုံးမေမီကလာပါ။ကျမတို့ရဲ့ channel ကနေပြန်လည်ကကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တင်တို့ကိုလူအများစုသတိမထားမိကြတဲ့ US ဒေါ်လာတွေပေါ်ကဖုံးကွယ်ထားတဲ့ လေဝဲချက်တချို့ကိုစုစည်းတင်ဆက်ပေးသွားမှာပါဒီတော့အစီအစဉ်လေးမစခင်မှာ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တွေ့တောင်းဆိုရင်လေအစီအသေးဖြစ်ပြီဆိုရင်တော့အခုပဲစလိုက်ကြရအောင်ပါတဒေါ်လာငွေဆက်ကူကနေစပြောရမယ်ဆိုရင်သူ့ရဲ့အရှိပဲချင်းတင်ကေတာဟာအခြားသောငွေဆက်ကူတွေနဲ့လည်းဆင်တူကြပါတယ်အထင်ရှားဆုံးတစ်ခုက United State ဘန်နာရေးမှုရဲ့လက်မှတ်ဖြစ်ပြီးတော့ဒီတစ်ခုကတော့ဘန်နာရေးဌာနတွင်ရေးမှုရဲ့လက်မှတ်ဖြစ်ပါတယ်ဒီဘက်ကတော့ဒေါ်လာဘော်ကတင်ကေတာရိုင်းနေတဲ့ခုနေဖြစ်ပြီးတော့ သူ့ဘော်ဘက်မှာတော့ဗန်နာယီထဏာရဲ့အတီးပြူတစ်စိမ့်နဲ့ငွေဆက်ကိုအစီဖြစ်ကြောင်းအတီးပြူပေးတာဖြစ်ပါတယ်။အနေငယ်ကြည့်ရှုရင်တော့တရားမျှတမှုကိုရှင်ညွန့်နဲ့ချိန်ခွင်တစ်ခုနဲ့တော့ပုံစံကတော့ယုံကြည်မှုဝေပြောင်းမြန်အမတ်သားတွေထဲမှာတော့ကြေဆက်သုံးဝိထဲသွင်းထားတာပဲဖြစ်ပါတယ်။တစိမ့်ဘော်ဘက်မှာတော့နိုင်ငံရဲ့မြို့တော်နာမည်နဲ့သူ့ဘော်ဘက်မှာတော့ငွေဆက်ကိုရဲ့အမတ်စင်နံပါတ်ကိုရေးထားတာဖြစ်ပါတယ်။ပတ်စံရဲ့မျက်နှာချင်းဆိုင်ချမ်းမာလေးအဲ့အမတ်စင်ကိုပြန်လဲရေးသားထားပြီးတော့မျက်စိလင်သူတွေကတော့ကေကင်းနန်းတွေရှိက အခိယာဟာအပေါ်ဘက်တစိတ်တည်းကအခိယာနဲ့တူနေမဲ့သတိထားမိနိုင်ပါတယ်။အဲ့တစိတ်ကတော့အမေရိကရဲ့ဗဟိုဘဏ်တစိတ်ဖြစ်ပြီးတော့ဗေဒီတာရဲ့ဗဟိုဘဏ်ကရှိနေလေဆိုတာကတော့တစိတ်အောက်ဘက်မှာပါဝင်နေရှိပါတယ်။တစိတ်အလေကအခိယာစလုံးနဲ့ဘီတစ်ဖက်တစ်ချက်ကနမတ်ကျွေရတော့ဒီပုံထဲမှာပြထားသလိုပဲနေရာဒေသလိုက်ကွဲပြားကြတာဖြစ်ပါတယ်။တစိတ်ပေါ်ဘက်မှာတော့ပစံစေးဖြစ်ကြောင်းတီးပြူစာနဲ့ဝီဆက်ကူအလေမှာအလုံးတီးကြရင်ပထမဆုံးသောသမရ ဂျော့ဝါရှင်တန်ရဲ့ရုပ်ပုံကိုရှိုင်းနေထားတာဖြစ်ပါတယ်။အဲဒီရုပ်ပုံက1996တုန်းကဂေဘတ်ဂျီဝဲရေးဆွဲထားတဲ့ပုံတူရုပ်ပုံဖြစ်ပြီးတစ်စရိတ်လုပ်ငန်းစဉ်တွေကြောင့်ကြောင်းမြန်လန်ထားတာဖြစ်ပါတယ်။အဲဒီပုံကို Laurie တိရွက်ပန်းကွေတွေနဲ့အားဖြည့်ထားပြီးတော့ရှေဂရီလူမျိုးတွေကတော့ဒါကကုန်ချက်တွေကိုကိုစားပြုတယ်လို့ယူဆထားကြတာဖြစ်ပါတယ်။အခုမြင်နေရတဲ့ဘေဘက်ကအိုက်ခီယာနဲ့နမက်အတွေ့ရတော့မွေးဆက်ကူကိုဆက်ရဲဘဲကတ်မှာရိုင်းနေလေဆိုတာကိုဖော်ပြချက်ဖြစ်ပြီးညာဘက်ကဒီတစ်ခုကတော့ ငွေစက်ကိုရိုင်းနေထားတဲ့စက်ရင်နံပါတ်ပဲဖြစ်ပါတယ်။ဒါဆန်သတ်မှတ်ထားတဲ့ဒေါ်လာငွေစက်ကူဟာတင်ဂေတာဖြစ်ကြပြီးအခြားသောငွေစက်ကူတွေမှာလည်းတန်မိုးမတူပေမဲ့တင်ဂေတာရဲ့အတိဘယ်ကတော့တူတူပဲဖြစ်ပါတယ်။5ဒေါ်လာမှာတော့ Lincoln ဒေါ်လာတရာမှာတော့ Franklin စတဲ့အလေကရုပ်ပုံတွေသာကွာခြားကြပြီးဒီဇိုင်းပိုင်းကွာဟမှုအနည်းငယ်လောက်သာရှိပါသေးတယ်။ဒီတင်ဂေတာတွေအလုံးဟာငွေစက်ကိုအရှိချမ်းကအခြေခံတွေဖြစ်ကြပြီးတော့ငွေစက်ကိုရဲ့ကြောပတ်မှာတော့ထူးခြားတဲ့တရုပ်ဖော်ပုံအချို့ကိုမြင်တွေ့ရနိုင်ပါသေးတယ်။ ပထမဆုံးအနေနဲ့စက်ကူလေးမှာ United States ရဲ့စာဘုတ်ဖြစ်တဲ့ In God We Trust ဆိုတဲ့စာတန်းကိုမြင်တွေ့ရနိုင်ပြီးအဲစာဘုတ်က1956ခုနှစ်ကအသုံးပြုလာကြတာဖြစ်ပါတယ်။ဘေးတစ်ဖက်ချက်ကစက်ဝိုင်းတွေမှာတော့ထင်ရှားတဲ့ဒစိမ့်နှစ်ခုရိုက်နေထားတာကိုတွေ့မြင်ရမှာပါ။အဆောင်ရောင်တွေနဲ့လင်းယုံဒစိမ့်ကိုတော့5ဒေါ်လာတဲ့ငွေစက်ကူရဲ့အရှိချမ်းမှာခင်းရောင်နဲ့ရိုက်နေထားတာကိုလေသတိပြုနိုင်ပါတယ်။လင်းယုံရှိကတိုင်းကဟာနိုင်ငံရဲ့ကိုအားကိုကိုရက်တီနိုင်စွမ်းကိုရှင်ညွှန်းပြီးတော့ လင်းယုံငယ်ကြိုက်စီထားတဲ့စာရင်ကတော့အများကြားကထူးခြားသူတအူးဆိုတဲ့အဓိပ္ပာယ်ကိုလက်တင်ဘာသာနဲ့ရေးသားထားတာဖြစ်ပါတယ်။လင်းယုံပေါ်ဘက်ကကျေဝင်းနေကတော့ဂုံချက်တရေပေါ်ချင်ကြောကြားမှုကိုရည်ညွှန်းပြီးတင်တိုက်ထဲဟာထွက်ပေါ်လာဟန်ဖန်နေထားတာဖြစ်ပါတယ်။ဒါဘုရားသခင်ဦးဆောင်တဲ့နိုင်ငံတစ်လို့ဆိုတာဖြစ်ပြီးလင်းယုံရဲ့လက်တစ်ဖက်ကများဟာတိုက်ခိုက်ဖို့အစဉ်သေးဖြစ်ကြောင်းနဲ့လက်တစ်ဖက်ကတန်လွင်ကက်ကတော့ငင်းကျဲရိတ်ကိုရည်ညွှန်းတာဖြစ်ပါတယ်။လင်းယုံရဲ့ဦးကောင်းကတန်လွင်ကက်ပက်လက်ထားတာကတော့ပရိပခတဲ့ငင်းကျဲရိတ်ကို ပုံမလိုလားကြောင်းတင်ခဲ့ကြပဲဖြစ်ပါတယ်။တကြံကတစိ့ကတော့ညင်းပွားဝေရရည်များလာတဲ့တစိ့တစ်ခုလို့ဆိုရမှာပါ။ပိရမယအင်းအားနဲ့ခန္ဓာရှိကိုကိုစားပြုပြီးလေပေါ်မျောလွင့်နေတဲ့မျက်လုံးကတော့ဖျားသခင်ရဲ့မျက်လုံးကိုရှင်ညွန်းတယ်လို့လူသားတွေကိုဖျားသခင်ဟာစောက်ကြည့်နေကြောင်းဖော်ပြတဲ့တင်ခဲ့ကြပဲဖြစ်ပါတယ်။ဒီကေလောမျက်လုံးတွေဟာတမိုင်းလျှောက်မကြခဏအုံပြုခဲ့ကြတဲ့တင်ခဲ့ကြတွေဖြစ်ကြပြီ။ဖျားသခင်နဲ့ဖျားစားရီကိုကိုစားပြုဖော်ပြဖို့အတွက်ရိုးရှင်းပြီးတော့ထျောက်တဲ့နီလန်တစ်ခုလေးဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒါကလူတချို့ပြောကြသလိုလိဝယ်ဖွဲ့စည်းတစ်ခုရဲ့လွှမ်းမိုးမှုကိုကိုစားပြုတာမျိုးတော့ဖြစ်နိုင်ခြင်းနဲ့ပါပါရီမျက်လုံးပါနေတဲ့ Trigan နဲ့ Premier တို့ကွာဟနေတာကတော့ United States ဟာတိစောက်နေစေနိုင်ငံလို့ဆိုတာဖြစ်ပါရီထွန်းတော်လာတဲ့နေမင်းကတော့နိုင်ငံအသစ်တစ်ခုစတင်လာကြောင်းဆိုလိုတာဖြစ်ပါရီ Premier နောက်ဘက်ကအရှိကတော့ရှာဖွေမတွေ့ရှိသေးတဲ့အရှိတွေကိုရှင်းညွှန်ပေးအပေါ်ဘဲစမ်းဖို့ကတော့သူဟာကျွန်တော်တို့ကိုမျက်နှာသာပေးတယ်ဆိုတဲ့အတိပဲဖြစ်ပါရီအောက်ဘက်ကစားကတော့ခေရဲ့အစီအစဉ်အသစ်ဆိုတဲ့အတိပဲဖြစ်ပြီး ဆိုလိုတာကတော့အမေရိကန်ခေတ်တစ်ခုစတင်ပြီးဆိုတာပဲဖြစ်ပါတယ်။အမေရိကန်ရဲ့လက်ရေးကြီးညာချင်း1986ကိုလေယောမကနန်နဲ့ပြည်မီအောင်မှခုလိုရေးသားထားပါတယ်။ဒီလောက်ဆိုရင်တော့ဒေါ်လာငွေစက်ကိုပေါ်ကတင်ငေတရတွေတော်တော်များများနှက်ဆက်သွားပြီးဖြစ်ပါတယ်။တခုထူးခြားတာကတော့ဒေါ်လာငွေစက်ကိုမှစက်သုံးကနန်းကိုတွတွင်ကျကျအသုံးပြုတာပါပဲ။သူရဲ့စောင်းပုံးမှာစက်လုံးစက်သုံးလုံးရှိသလိုပြည်မီလေကားတွေတပတ်တစ်ချက်စီရလေးပလဲလုံးတွေလင်းယုံလက်ထဲကညာရည်တွေတန်လွင်ကက်ကအရွက်ရည်တွေ ကြေးရွတ်အားလုံးဟာ73နေကြီးဖြစ်ပါတယ်73နဲ့ကို3ရတဲ့အကြောင်းကတော့အချားမို့ပဲအမေရိကန်ရဲ့မူလနေမြေ73ခုကိုချီးညွှန်းတာပဲဖြစ်ပါတယ်နောက်ထပ်ညင်းမဝယ်တင်ဂီတာတကူကတော့ဒီတင်ဂီတာပဲဖြစ်ပြီးစီးကွက်လားပင်ကူလားဆိုတာညှိကုန်နေကြစေဖြစ်ပါတယ်ဒီလောက်ဆိုရင်အမေရိကန်ဒေါ်လာငွေစက်ကိုပေါ်ကတင်ဂီတာတွေလည်းနဲ့ဆက်သွားပြီးဖြစ်ပါတယ်အခြားသော US ဒေါ်လာတွေကလည်းအလားတူဖြစ်ကြပြီးတော့ပြောပါလို့စရာနောက်ထပ်လေးဝက်ချက်တွေမရှိတော့ပါဘူးဒီတော့အတင်းတို့ရောတင်ဆက်သွားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ထင်မြင်စားချက်တွေရှိသေးရင်ကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင် ဒီနေ့တော့တော်တော်လောက်ပါပဲအစုံနေကြည့်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်